မင်္ဂလာပါရှင်ခနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒီယိုရဲ့ YouTube Channel လေးရနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆက်မကတော့ Solar Nuni ဖြစ်ပါတယ်ဆက်မအနေနဲ့ကတော့2025ခုနှစ်ဇူလိုင်လအတွက်ဗုဒ္ဓသားသမီးတွေရဲ့ထီကန်စာတာနဲ့ Lucky အဆောင်ရေတရာလေးတွေကိုတခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ်စီစဉ်နေမစတင်ခင်မှာစင်မအနေနဲ့မြင့်တာရက်ခံချင်တာကတော့စမတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းရှယ်လေးပြုလုပ်ပေးပါစမတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะကျမတို့ရဲ့ video လေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ ဒီလအတွင်းမှာဗုဒ္ဓသာသမီးရဲ့ထီကန်စရာကောင်းမကောင်းထီထိုးရမယ်နှစ်အချိုးပေးကနဲအချိုးပေးအခရာထီထိုးရမယ်အချိန်တိုင်းရက်ဒေတာနဲ့ပြုလုပ်ရမယ်ရေရာလေးတွေဒီတလာလုံးဗုဒ္ဓသာသမီးရဲ့လောကန်ကိစ္စတွေစီးပွားရေးငွေကြေးအချမ်းမကြီးအခြေရေးပညာရာစာအဆဆရာအဆင်ပြေစေဖို့အတွက်အထူးကံကောင်းစေမယ်လက်ကီအဆောင်ရေရာလေးတွေနဲ့လက်ကီကာလာလေးတွေကိုတစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးထီကန်စရာလေးကိုပြပြပေးသွားမှာပါဒီလအတွက်ဗုဒ္ဓသာသမီးရဲ့ထီကန်ကိုကြီးလိုက်တဲ့အခါမှာထီကန်အလွန်ကောင်းတဲ့လာလေးတလားဖြစ်ပါတယ်ဒီလအတွက်မဖြစ်မနေနော် ုံထူသားသမီးနဲ့ထီတူအသင်းနဲ့လာလေးတလာပဲဖြစ်ပါတယ်။ထီတိုးဖို့အတွက်အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာတင်းနှင်းကွနေနေဖြစ်ပါတယ်။ထို့ကြောင့်ဗုဒ္ဓသားသမီးတွေကတင်းနှင်းကွနေနေမှာရွေးပြီးတော့ထီတိုးပေးပါ အချိုးဘေးကနေအချိုးဘေးအခရာလေးကိုကြည်လိုက်တဲ့အခါမှာเนาะအချိုးဘေးအခရာလေးကတော့ဆဆဆဆညအခရာဖြစ်ပါတယ်အချိုးဘေးကနန်းကခွန်ကနန်းတစ်ကနန်းလေးကနန်းခွန်တစ်လေးကအချိုးဘေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ဒါအချိုးဘေးနေ့မှာအချိုးဘေးအခရာအချိုးဘေးကနန်းလေးနဲ့ထီထိုးရမယ်ဆိုထုံနေ့အတွက်အကောင်းဆုံးချိန်လေးဆိုတာရှိပါတယ်အဲ့ဒီချိန်မှာရွေးပြီးထီထိုးပါကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်เนาะအဲ့ဒီချိန်လေးကတော့မုတ်ဆိုးရှိဦးရကဲအချင်းလို့ခေါ်ပါတယ်အဲ့မိမိတို့အနေနဲ့တင်းတင်းငွေ့ငွေ့တင်းတင်းတာတွေမှာထီထိုးတော့မယ်ဆိုရင်เนาะဒါ 이티로라베 피피 နော်အဲ့ဒီအချိန်လေးမှာရွေးပြီးတော့ဗောနော်ထီထိုးရပဲပဲအရေးကြီးတော့ကိစ္စဆက်တင်ပြီးတော့လုပ်တော့မယ်အရေးကြီးတော့အကြောင်းအရာတွေဆက်ပြီးတော့ပြောဆိုတော့မယ်အရေးကြီးတော့ခီးစင်တွေတွာလာတော့မယ်ဆိုအဲ့ဒီအချိန်မှာရွေးပြီးတော့ပြုတ်လုပ်ပါအောင်မြင်မှုရရှိမယ်အချိန်လေးပါနော်အဲ့ဒါကတော့မနေ့7နာရီ49နဲ့7နာရီ7နှစ်တွင်မှာမုံဆိုးရွှေဦးရခိုင်မုံဆိုးရွှေဦးရခိုင်အချိန်ဖြစ်တဲ့ဒါနေ့လေအဲမနေ့ပေါ့နော်နေ့လေမုံမနေ့7နာရီ49နဲ့7နာရီ7နှစ်အတွင်းမှာပါဒါဒီအချိန်လေးမှာရွေးပြီးတော့ထီထိုးပေးပါကန်တရားရဲ့အထောက်ပံ့ကောင်းတွေရရှိလာမှာဖြစ်ပါတယ်အရက်ဒေတာကိုရွေးချယ်မယ်ဆိုရင်တော့အရှိမြောက်ရက်ပေါ့နော်အဲ့တော့တခြားနိုင်ငံတွေမှာနေတဲ့ ့သူတွေနိုင်ငံခြားတိုင်းပြည်တွေမှာနေတဲ့သူတွေအတွက်ကတော့နော်မိမိတို့အနေနဲ့ပေါ့နော်ဒါဒီရွေးချယ်ရမယ့်အနေထားလေးတွေအရက်ဒေတာကိုရွေးချယ်စရာမလိုအဓိကတော့အချိုးပေးနေရယ်ခဏရယ်အချိန်ရယ်ဒီ၃မျိုးကိုပဲယူပြီးတော့ရွေးချယ်ပြီးတော့ထီထိုးပေးပါနော်အဲ့မိမိတို့အနေနဲ့ဒါအချိုးပေးနေအချိုးပေးနော်ခဏအချိုးပေးအချိန်တိုင်းလေးမှာတိတိကျကျထီထိုးပြီးသွားပြီဆိုရင်တော့ထီကန်ကောင်းမှုအတွက်ပြုလုပ်ရမယ့်ရေတရားလေးရှိပါတယ်ဒီရေတရားလေးကတော့ထီထိုးပြီးသူတိုင်းမဖြစ်မနေပြုလုပ်တဲ့ရေတရားလေးပါနော်အဲ့တော့မိမိတို့အိမ်ဖျားမှာအမြဲတမ်းပဲပေါ့နော်ဒါရေတန်လေးတစ်ခွက်ဒါအ အုံထမင်းလေးတစ်ပွဲကတ်လူပေးပါတက်ကြီးပူဇော်ပြီးတော့လိုရာဆူတောင်းပေးပါတက်ကြီးနဲ့တက်ကြီးရွယ်အိုတွေဆေးဝါးတက်စာလူတာဆန်စီဆေးလူပြီးတော့ထီကန်ကောင်းမို့ထီစုပါဖို့ဆူတောင်းပေးပါကန်တရားရဲ့အထောက်ပံ့ကောင်းတွေရရှိလာမှာဖြစ်ပါတယ်ဒါတော့ထီကန်လေးပေါ့နော်နောက်ထပ်ဒီဗုဒ္ဓသားသမီးရဲ့အလုပ်ကိုင်းကိစ္စတွေစီးပွားရေးငွေရေးကြေးကျန်းမာရေးအခြေအေးပေါ့နော်ပညာရစာဆဆရာအစဉ်ပြေစေဖို့တထူးကန်ကောင်းစီမဲ့လက်ကြီးအစား เนาะအဲ့ဒါငွေအိုးလေးဆောင်ထားပေးရမှာပေါ့เนาะငွေရောင်အိုးလေးဆောင်ထားပေးရမှာဖြစ်ပါတယ်เนาะရေတရာကတော့ဒါပုံမှန်ပဲထီထိုးဖို့အတွက်ကန်ကောင်းဖို့အတွက်ကောဒါရေတန်လေးเนาะတခွဲအုံထမင်းလေးတပွဲတကြီးပူစော်ပြီးတော့လိုရာဆူတောင်းပေးပါเนาะအဲ့တော့ဗုဒ္ဓသမီးတွေမမိအိမ်မှာအိမ်နွေးအေဂျင့်မှုစီးပွားတက်ခြင်းနဲ့เนาะအရာရာအဆင်ပြေခြင်းနဲ့เนาะလုပ်ငန်းကိုင်ငန်းတွေအောင်မြင်ခြင်းနဲ့အိမ်မှာအရာရာအေဂျင့်မှုရှိခြင်းနဲ့ဆိုမိမိတို့ရဲ့အိမ်ဝန်းမှာเนาะနောက်ပြီးတော့ငွေအိုးလေးထထပေးเนาะငွေရောင်အိုး အကြီးတွေထားထားလို့ရတယ်အသေးလည်းထားထားလို့ရတယ်ပေါ့နော်မိမိတို့ရဲ့အဲကန်ထဲမှာငွေနော်ငွေရငွေအိုးလေးထားထားပေးနော်အဲကန်နိုင်ရအမြင်ပေါ်လေးမှာငွေအိုးလေးတွေထားထားပေးဒီလိုမျိုးပြုလုပ်ခြင်းမြေအိမ်တွင်းရဲ့အစီအပြေမဲ့လက်လာပါတွေဝင်မဲ့ငွေအကျိအစီအပြေလိမ့်မယ်နော်အာဒါကတော့ဒီတလာလုံးအတွက် lucky အဆောင်လေးဖြစ်ပါတယ် lucky ရေရာလေးကတော့ တော့ခဲစား၅စားကျွေးမယ်စားစံကြောလေးတစ်ပွဲလူမယ်လက်နိုးခရာလေးတွေရုပ်ပေးရမှာဖြစ်ပါတယ်ဒီဒီလာလုံးအတွက် lucky color လေးတို့ကြီးလိုက်တဲ့အခါမှာနီညိုပွင့်နီညိုရောင်လေးတွေအဝါပွင့်အဝါရောင်အစိမ့်ပွင့်အစိမ့်ရောင်လေးရတော့ lucky color လေးတွေဖြစ်တဲ့အတွက်ရည်ကြီးသောလုပ်ငန်းကိစ္စတွေရည်ကြီးသောစကားတွေရည်ကြီးသောအကြောင်းအရာကိစ္စတွေပြုလုပ်ပြောဆိုရမှာဝစ်စင်အသုံးပြုခြင်းဖြင့်ကန်စရာပွင့်လန်းစေပါတယ်နော်ဒါဒီဒီလာလုံးအတွက်လည်း lucky အဆောင်ရေရာ color လေးတွေကိုပြတ်ပြတ်ပေးသွားတာဖြစ်ပါတယ်ဒီရေရာလေးတွေဒီအဆောင်လေးတွေဆောင်ပြီးတော့ကန်ကောင်းမှုတွေယာယီပေးပါယနေ့မှထီစုကြီးပောက်ကြပါစေ အသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးကြပါသေးစီးပွားလက်လာပါသေးတုတ်တက်ကြပါသေးယောဂဘီ NLP တွေ KWB စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကလည်းဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်